ီမမကအင်တာတက်ပြီးတိုင်းသူ့ကောင်လေးကိုတန်ရှင်းရေးလုပ်ပေးခိုင်းပါတယ်သူခန္ဓာကိုယ်ဘောကအသားတွေအရင်များပြီးတစ်ဖက်မှသွားစုနေကြတယ်ကိုလေးချင်းပေါင်း160ရှိတဲ့မမကတစ်ဖက်မှာ340ပေါင်းရှိနေပါပြီသူမစင်စုံတဲ့အချိန်မှာလည်းအများကြီးထွက်လာတတ်ပါတယ်အသားတွေကလည်းတစ်ခုနဲ့တစ်ခုထပ်နေတဲ့အတွက်ကောင်လေးရှင်းပြီးတဲ့အချိန်မှာအပေါက်ကိုမနေရှာရပါတယ်အပေါအောင်လံပြီးတော့လည်းရှာရပါတယ်နောက်ဆုံးအမြဲတမ်းလက်မှာအများကြီးပေးသွားတတ်ပါတယ်ပေါင်း160ရှိတဲ့မမကမနက်ထလာတိုင်းကောင်လေးကို9ပေါင်းရှိတဲ့မနက်စာလုပ်ဖို့ခိုင်းပါတယ် မမကအစားစာကိုနေ့တိုင်း25ကီလိုဂရမ်လောက်ကိုအောင်စားပါတယ်။ဒါတော့မှအစာပြေတွေမပါသေးပါဘူး။စားလို့ဝသွားပြီဆိုရင်တော့သူ့ရဲ့တံတန်းပြေးနီပါခနာကိုကိုရွေပြီးအိမ်သာသွားပါတယ်။မနေ့ကခြံထားတဲ့အကျဉ်းချန်တွေကိုသွားဆွန့်ပြစ်တော့မယ်ဖြစ်ပါတယ်။မမပြောတာအဲ့လိုလုံးမှခနာကိုရဲ့အင်အားကိုကကောင်လေးထိမ်းပေးနိုင်မယ်ဖြစ်ပါတယ်။အရန်လေးလံတဲ့ခနာကိုကြောင့်မမရဲ့ဒူတွေကနေရာပြောင်းပြီးတော့ကိုယ်ကောက်သွားပါတယ်။အသေးကိုလည်းအများကြီးထိခိုက်ထားပါတယ်။ရာသီတောင်မှမမနဲ့၃နှစ်လောက်အဆက်အသွယ်ပြတ်ထားတယ်။အိမ်မဝယ်တဲ့လားစင်တုံးတွေကဒိတ်ကုန်တဲ့အထိပါခင်မဖောက်ရသေးပါဘူး။ အလုတ်ဖြစ်ရတဲ့အကြောင်းရင်းကမမလူရဲမာလို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်စတွေ့တဲ့အချိန်မှာမမကခန္ဓာကိုယ်အချိုးစားလာတဲ့အပြင် ရုပ်လည်းအယံချော်ပါတယ်။ဒါပေမဲ့ကောင်လေးကဝဝကက်ကက်လေးဖြစ်တဲ့ကောင်မလေးကိုပဲကြိုက်ပါတယ်။အဲဒါကြောင့်သူဟင်းချက်တဲ့အခါမမရဲ့အကြိုက်တိုင်းလုပ်ပြီးတတ်ပါတယ်။ပြီးတဲ့အခါမမကိုအများကြီးစားခိုင်းပါတယ်။ဘဝကကိလေဖြစ်မှာချစ်စရာကောင်းတာဆိုပြီးပြောပါတယ်။ကောင်လေးကမမကိုနေတိုင်းစားပြီးအိတ်အိတ်ပြီးစားခိုင်းပါတယ်။ငွေရှာတဲ့ကိစ္စမှာလုံးဝစိတ်မပူစေရဘူး။အိမ်အလုပ်ကိုလည်းအကုန်လုံးတာဝန်ယူလိုက်ပါတယ်။မမကတော့အချိန်တိုင်းမှာကောင်လေးရဲ့အချစ်ကိုခံစားနေရပါတယ်။ အဲ့တော့6နှစ်ကြာပြီးတဲ့နောက်မှာမမကဒီလိုပုံစံဖြစ်လာပါတယ်။ကိုလေးချိန်လည်းပေါင်160ရောက်လာခဲ့ပါတယ်။ဒီကြားမှာလည်းသူ့ဝေးချဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကအမြဲတမ်းတားပါတယ်။ဝေးချိုက်နေတဲ့ဟင်းတွေနဲ့မမကိုမြူဆွဲတတ်ပါတယ်။ဝါအောင်မစားဘူးဆိုရင်ဝေးချဖို့အားမရှိဘူးဆိုပြီးပြောလိုက်သေးပါတယ်။အချိန်ကြာလာတာနဲ့အများမမလည်းဝေးချဖို့မေ့သွားပါတယ်။အခုအချိန်မှာသူ့ရဲ့ကောင်မလေးကကိုကိုကိုမထိန်နိုင်တဲ့အထိဝါလာပြီးမယ်။ကောင်လေးကသူ့ရဲ့အခုပုံစံကိုအယံချစ်ပါတယ်။လေရင်မဲဆက်ရောက်တဲ့လေရင်တော်မှာသူကမပေးဘူးဆိုပြီးပြောထားပါတယ်။ ဒါပေမဲ့အလွန်ကြုံဝါလာတဲ့အတွက်မမရဲ့အတွင်းကလေးစားတွေကအချိန်တိုင်းမနိုင်ဝင်ကိုထမ်းဆောင်နေရပါတယ်။အချိန်ကြာလာရင်မမကအန္တရာယ်တွေကြောက်ရောက်သွားနိုင်ပါတယ်။ဒါပေမဲ့ဆရာဝန်ကခွဲစေပြီးမမကိုဝေးချခိုင်းမယ်ဆိုတဲ့စကားကြတိုင်းကောင်းလေးကအယံဝင်နေပြီးစိတ်သက်သာတတ်ပါတယ်။ဝေးကိုတော့ချပြီးမှမဟုတ်ပါဘူး။ငါမွေးထားတဲ့ဝက်ကိုဖျက်ဆီးဖို့မစင်စားနဲ့။မမကလည်းသူ့ဝေးချသွားတာနဲ့မောင်လေးပြတ်သွားမှကိုအယံကြောက်ပါတယ်။အဲတော့ဆရာဝန်လည်းဘာမှဆက်မလုပ်ပေးနိုင်ပါဘူး။သူတို့ကိုအစားအစာပိုင်းမှာထိန်းချုပ်ဖို့ပဲပြောလိုက်ပါတယ်။မဟုတ်ရင်ကြိုက်တဲ့အချိန်မှာအက်ဆီဒန့်ဖြစ်တတ်ပါတယ်။ ူဆန်းနာကသူ့အိမ်ပြန်ရောက်တာနဲ့ကောင်းလေးကမမကိုစားစရာလုပ်ပေးနေပါတယ်။သူရဲ့မမဘိုက်စာမှာကိုပဲဆိုရင်ပြီးဆရာဝန်ရဲ့တတိပေးစကားကိုလုံးဝလိလူရှူလိုက်ပါတယ်။သူရဲ့မြမမိန်းကလေးဆိုတာကဝဝကက်ကက်လေးဖြစ်မှလှတယ်လို့သတ်မှတ်ထားပါတယ်။မမလည်းဝေးချတိုင်းမအောင်မြင်ဘူးပါဘူးတကယ်ကိုတော်စစ်ဆန်နေကောင်းမယ်နော်အခုကြည့်နေတဲ့မမတို့ကဒီလိုမောင်လေးကိုလိုချင်ကြလားဒီဆိုင်ကတော့တဒန်း60လောက်ရှိပြီးအဓိကဟင်လျာ၃မျိုးကနာမည်ကြီးပါတယ်ဝါချတော့ပေါ့ငါးသမင်းအစားရှိတဲ့ဟင်တွေပါ သုံးမျိုးပဲရှိလို့အထင်မသေးလိုက်ပါနဲ့ဒီလိုစားကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာဖို့အချိန်အများကြီးသုံးရပါတယ်။တတိကအစီအသားတွဲနေတဲ့ဝတ်သား38ကီလိုကိုကြိုးလေးတွေနဲ့ဗီဒီယိုတွေကအတိုင်းချိလိုက်တယ်။အလိုမှသာအရသာတွေပိုဝင်ပါပါ။ကြိုးချပြီးတော့ဥရေထည့်ပြုတ်တယ်။ထည့်ပြုတ်ပြီးမှရေးစီတယ်။ပြီးရင်တော့ဝတ်သားစချက်လို့ရပါပြီ။ဝတ်သားလေးတွေအယောင်ပြောင်းပြီးနူဤလာကမွေးလာပြီဆိုရင်တော့အိုးချလို့ရပါပြီ။ပြီးရင်တော့ဝတ်ချထောက်ပြုတ်မယ်။တနအီလောက်ပြုတ်ပြီးရင်တော့ဥရေကထုတ်ပြီးတတိကဝတ်ယိုးတွေလှီထုတ်ပါရယ်။ ထုတ်လိုက်တဲ့ယူတွေကိုမလွတ်ပြပဲဟင်းရီပြုတ်တဲ့နေရာမှာတုံးပါတယ်အသားလေးတွေကိုတော့အတုံးလေးတွေလီပြီးဝသားပေါင်းလေးရောထည့်လိုက်တယ်ဟင်းခတ်မွေးချိုင်တွေထည့်ပြီးတနားရီလောက်ထပ်ပေါင်းတယ်ဝသားအယောင်လေးတွေပြောင်းလာပြီးဆိုဥရေကထုတ်ပြီးအနီတော်လေးတွေလီပြီးလိုက်ရင်ဝသားပေါင်းထမင်းလေးရပါပြီငါးထမင်းလေးစားလို့ရပါတယ်ဝသားပေါင်းလေးကတော့နူးညံ့အိဆက်ပြီးအရန်ရတာရှိပါတယ်လူကြီးမင်းတို့ဆိုရင်ရောဝသားပေါင်းထမင်းစားမလားငါးထမင်းပေါင်းစားကြမလား